စက်ကောင်စီထင်းချုံထားတဲ့လွိုင်ကုံမြို့တွင်အရင်တိုက်ပွဲဖြစ်ပွားခဲ့မှုတဲ့ရက်ွက်တွေမှာမြင်မြုပ်မိုင်းပောက်ပွဲမှုတွေမကြာခဏဖြစ်ပွားနေပြီးနေအိမ်ပြင်ကြီးတဲ့အရက်သားတွေထိခိုက်မှုရှိနေပါတယ်။စက်ကောင်စီကနေအိမ်ကိုပြန်လည်ကြီးရှုခွေးပြုထားတဲ့ရက်ွက်တွေဖြစ်တဲ့မင်းစုဒေါခု၊နောင်ယာ၊နနက်တော်ဝန်ထမ်းအိမ်ယာနဲ့အစိုးရရုံအဆောက်အုံဤတွေမှာမြင်မြုပ်မိုင်းနေမိကြတယ်လို့ဒေသခံမြို့သားတို့ကပြောပါတယ်။မိုင်းကြောက်ထိခိုက်မိသူတွေဟာမူနှုတ်သူ အသေးရွက်ခုသူနေအိမ်ဖောက်ထွေးသူတွေနေအိမ်ကိုပြန်လဲကြည့်ရှုသူတွေနဲ့အိမ်ရှင်ကိုစားတွားရောက်ကြည့်ရှုပေးသူတွေအများဆုံးဖြစ်နေပါတယ်။မိုင်းချောက်ထိခိုက်မိတဲ့ပြည်သူတွေဟာစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကအမိစည်းတွေကောက်ယူထားတာရှိတယ်လို့အမိမဖော်လိုတဲ့ဝန်ထမ်းတအုပ်ကပြောပြပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကရွှေတောင်၊နောင်ယာ၊မိုင်းလုံး၊မင်းစုဈေးပိုင်ရှမ်းပိုင်စတဲ့ရက်ွက်တွေမှာပြန်လည်နေထိုင်ခွင့်ပြုထားတာပါ။ ဇွန်လတလအတွင်းမိုင်းကြောက်ထိခိုက်မိတဲ့အရက်သားပြည်သူ၅ဦးထက်မနည်းရှိတယ်လို့ဒေတာခန်းကပြောပါတယ်။